ရခိုင်ပြည်နယ်မှာကျင်းပပြုလုပ်မဲ့ရခိုင်လူငယ်ညီလာခံမှာရခိုင်လူငယ်တွေရဲ့အခွင့်အရေးတွေလက်တွေ့အကောင်အထည်ဖော်နိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ညီလာခံဖြစ်မြောက်ရေးတာဝန်ရှိသူတွေကဆိုပါတယ်ဥပိုင်စုသတင်းပေးပို့ထားတာပါခင်ဗျာနာမည်ဒီဇင်မာထဲမှာကျင်းပသွားမဲ့ရခိုင်လူငယ်ညီလာခံမှာရခိုင်လူငယ်တွေရဲ့စီးပွားရေးပညာရေးလူမှုရေးနိုင်ငံရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ဦးစားပေးဆွေးနွေးသွားမှာဖြစ်ပါတယ် ရခိုင်ပြည်နယ်မှာရခိုင်မျိုးသားညီရခံတွေကျင်းပခဲ့မှုပဲ။ရခိုင်ပြည်နယ်တွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုပြေလည်အောင်ထိထိရရအကောင်အထည်မဖော်နိုင်တဲ့အတွက်အခုလိုလူငယ်ညီလာခံတရက်ပြန်ကျင်းပဖို့လှုံ့ဆော်တာပါ။အဲ့ဒါလုပ်တယ်ပေါ့နော်။အဲ့လိုမျိုးနေရာတွေမှာလုံးဝဖြစ်တဲ့ကိစ္စတွေပေါ့လေ။ဥပမာဆိုတော့ကျွန်တော်တို့ညာကတော့လှုပ်ထုတ်လိုက်တယ်။ activity level တော့ပဲပြီးသွားတယ်။ result ကိုရောက်မလာဘူး။ကျွန်တော်တို့ကဘာလို့မရောက်လာလဲဆိုတော့ကျွန်တော်သိတယ်။ ိရဆိုတော့ကျွန်တော်တို့တိရဆိုတော့နည်းနည်းနည်းတော့နေမှာပေါ့ဒါပေမဲ့ကျွန်တော်အကုန်လုံးပေါင်းလိုက်ရင်တော့ကျွန်တော်အားနှစ်ချက်တယ်ပေါ့ကျွန်တော်တို့အကုန်လုံးပေါင်းပြီးတော့ဒီနေ့လုံးမဲ့ဟိုပါပေါ့ဒီဖြစ်မယ်ဆိုတော့ပေါ့နည်းနည်းရဟန်းလူငယ်ကြီးတွေဖြစ်မယ်ဆိုတော့ကျွန်တော်အဲ့ဒီမျိုး bigger tick က bigger nit တွေကဟိုပါဟိုပါပေါ့ဒီလုံးမဖြစ်တဲ့ကိစ္စတွေကိုကျွန်တော်တေချာ lesson နဲ့ကျွန်တော်ယူပြီးတော့ဒီနေ့မှာကျွန်တော်တို့ဒီကညီညီလာခံလို့ဒီဇိုင်းထဲမှာကျွန်တော်တေချာထည့်မယ်တကယ်ဒီညီလာခံပေးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော် possible ဘယ်စီလုပ်မလားပညာရေးလုပ်မလားလူငယ်တွေအလုပ်ကခွင့်ရကျွန်တော်လုပ်မလား ဒါတိုက်တဲ့ပုံစံမျိုးပြောတာဒါမှမဟုတ်ကျွန်တော်တို့ကြောက်ကြောက်တော့ခက်တယ်ဒီညီလာကမှာရခိုင်ငယ်လေးနေ့စဉ်ကြုံတွေ့နေရတဲ့အခြေအနေတွေကိုစစ်တမ်းကောက်ယူပြီးအဓိကအချက်တွေကိုဦးစားပေးဆွေးနွေးသွားမယ်လို့ပြောပါဗျာလာကံဆိုတဲ့အတိုင်းလူငယ်လေးကြီးပဲဆိုပြီးတော့ဟိုပါပေါ့နော်သိနေတယ်လို့ပြောရမယ်ဒါပေမဲ့ဒီဟာ tip of the iceberg ဆိုတဲ့အတိုင်းပဲရေခဲတောင်ရဲ့စိတ်တစ်ပိုင်းလေးပဲရှိပါလေလူငယ်လေးဆိုတာပြိုးဆောင်သွားလို့ရှိရင်အကြီးဖြစ်လာနိုင်တယ်အဲ့တော့အခုဆိုရင်ရေခဲတောင်ရဲ့အဆုံးတစလိုမျိုးပဲအောက်မှာဘာရှိလဲ ဘာမှမသိနိုင်ဘူးဒီလိုမျိုးပဲကျမတို့ရဲ့ညီလာခံကိုလည်းကျမတို့ကလူငယ်တွေရဲ့အနာဂတ်အတွက်ကိုခံမှန်းထားတဲ့ဟိုရှင်းမှန်းထားတဲ့အတွက်ကြောင့်ကျမတို့ကဒီညီလာခံကစိတ်ကူးမြော်မှန်းထားရတယ်ကြီးရင်လည်းကြီးသွားနိုင်တယ်ကြီးသွားနိုင်တယ်ဆိုတော့အကျိုးတရားမှုကိုပြောတာပါ dress up ဟာကြီးရင်လည်းကြီးသွားနိုင်ရခိုင်လူငယ်ရေးကိုဆွေးနွေးတဲ့နေရာမှာပြည်နယ်တွင်းကနေထိုင်နေတဲ့လူငယ်တွေမြန်မာနိုင်ငံအနှံ့ဖြန့်ကျက်နေထိုင်ကြတဲ့ရခိုင်လူငယ်တွေနဲ့ ိုင်ငံသားမှအလုပ်လုပ်ကြနေတဲ့ရခိုင်လူငယ်တွေအရေးအလုံးကိုထည့်သွင်းဆွေးနွေးသွားမှာပါလက်ရှိမှာဆိုရင်ရခိုင်ပြည်နယ်တွင်းကလူငယ်အများစုအနေနဲ့ပြည်နယ်မှာအလုပ်ကံအခွင့်အလမ်းနှဲပါနေတာကြောင့်မြန်မာနိုင်ငံထဲကတခြားမြို့ရွာတွေကိုပြောင်းရွှေ့လုပ်ကြနေသလိုပြည်ပမှာလည်းသွားရောက်အလုပ်လုပ်ကြမှုကမြင့်တက်နေတာပါဒါကြောင့်ဒီညီလာခံအတဆင့်ရခိုင်လူမျိုးတွေနဲ့ရခိုင်လူငယ်တွေအတွက်ထိရောက်တဲ့တွေးဆုံဆွေးနွေးမှုတွေပေါ်ထွက်လာအောင်လှုံ့ဆော်သွားမယ်လို့ညီလာခံဖိမျောက်ရေးအဖွဲ့ဝင်တွေကပြောဆိုလိုက်ကြတာပါခင်ဗျာ ကျွန်တော်ပိုင်ဆိုပါ